ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ United တောင်ဝင်ရှိသူတွေရဲ့ဘက်ကတော့အထူးသဖြင့်ကွင်းလယ်ကိုလာမယ့်ညရသည့်အပြောင်းရွှေ့မဖြစ်မနေဆိုသလိုအစားထိုးဖို့အတွက်ကြိုးပမ်းရမယ့်အနေအထားမှာဒီခေါ်ယူနိုင်ခြင်းရှိတဲ့ကစားမတွေကိုဒါစပြီးတော့ဆွေးနွေးနေကြပြီဖြစ်တယ်ပေါ့ဗျာ။ဆိုတော့အသင်းတောင်ဝင်ရှိသူတွေနဲ့နီးပြားဖြစ်သူရူပင် MOD တို့ရဲ့ဂျားထဲမှာဒီအစည်းအဝေးတွေပြုလုပ်တဲ့အချိန်အတန်တနာတင်းရဲ့ကွင်းလင်းကစားမဖြစ်သူအီဒါဆန်အကြောင်းထည့်သွင်းပြီးတော့ဆွေးနွေးခဲ့ကြတာ၄အများကြီးရှိတယ်ဆိုပြီးတော့ Parisio Romano ကကျွန်တော်ပြောထားတယ်။ United ရဲ့ဘက်ကတော့ပြီးခဲ့တဲ့လအနေငယ်လောက်ကလေးကကစားသမားဖြစ်သူ Ederson ရဲ့ agent နဲ့လည်းဆက်သွယ်တာတွေကျွန်တော်ရှိခဲ့တယ်ပေါ့နော်။ခေါ်ယူဖို့အတွက်ကွန်းလင်တယောက်လူနေတယ်။အဲ့ဒီတဲ့နေရာမှာလည်း Ederson ဟာတင့်တော်မဲ့သူဆိုပြီးတော့လည်းအားလုံးကလက်ခံထားကြတယ်ပေါ့ဗျာ။ဆိုတော့ Atletico ရဲ့ Brazil ကွန်းလင်ကစားသမားဖြစ်သူ Ederson ဒီ Manchester United ကအမှန်ကန်လူကျင်တဲ့ကွန်းလင်ကစားသမားတယောက်ပဲကျွန်တော်ရှိနေတယ်ပေါ့နော်။ဆိုတော့နောက်ထပ် Real Betis နဲ့ ရီယဘတ်ရဲ့ကွင်းလိုက်ကစားမဖြစ်သူဂျူနီကာရိုဆူနဲ့ပတ်သက်ပြီးတော့လေသတင်းတွေကကျွန်တော်ထွက်နေတယ်။ဒါပေမဲ့လို့လက်ရှိအသင်းဘက်ကဗောနော်ကွင်းလေအားဖြည့်ဖို့နဲ့ကျွန်တော်ပတ်သက်လို့ရှိရင်လက်ရှိဒီဘယ်လိုပြောမလဲအီရဆန်ကပဲအသင်းတွက်အမှန်ကန်တောက်လျှောက်သတင်းထွက်ခဲ့တဲ့ကစားမဆိုလက်ရှိမှာလည်းလာမယ့်ညရည်ပြောင်းရွှေမှာလည်းကွင်းလေနဲ့ပတ်သက်ရင်ခေါ်ဖို့အတွက်အသင်းဘက်ကတကယ်ရအောင်ကြိုးပမ်းနေတဲ့ကစားမမရှိသေးဘူး။နော်ဒါကလည်းသဘောပေါက်ကြလိမ့်မယ်ထင်ပါတယ်ဒါကုညာကိုခေါ်ဖို့လုပ်နေတာ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗာလဲ LMD lab ကိုကျွန်တော်ခေါ်ဖို့လုပ်နေတာဒီနှစ်နေရာကအတင်းတွက်တာဦးစားပေးပေါ့နော်အခုအတင်းရဲ့ကစားမားတွေမရောရသေးပဲနဲ့အတင်းမှာရှိတဲ့ငွေနဲ့ကိုပဲဒီနှစ်နေရာခေါ်လို့ရတယ်ဆိုတော့အဲ့ဒီနှစ်နေရာဝယ်ပြီးသွားပြီဆိုရင် နောက်ထပ်အားဖြစ်ရမယ့်ကစားမားအတွက်ကကျတော့အတင်းကနေအရင်ဆုံးကျွန်တော်တို့အနေနဲ့ရောင်းနိုင်မှာကျွန်တော်တို့ရမှာအန်တာမျိုးပေါ့ဆိုတော့ Ederson တို့ရဲ့အပြောင်းရွှေ့ကဒါအပြောင်းရွှေ့ရာသီစမှာပဲ ထိထိရောက်ရောက်လှုပ်ရှားတာမျိုးကျွန်တော်တို့ကမြင်ရနိုင်စွမ်းရှိတဲ့အခြေအနေမျိုးဆိုတော့ဒါ Edison နဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်တို့နဲ့ဆိုရင်ဒါစိတ်နဲ့တင်မဟုတ်တော့ဘူးပေါ့နော်ခဏတိုင်းကျွန်တော်တို့သတင်းထွက်နေတာပေါ့ဆိုတော့ဒီကောင်လေးကဒီကောင်ကစားမက25နှစ်ရှိပါပြီ25နှစ်ပဲကစားမဒါအက်ဒက်တနာရဲ့ဒါကွင်းလေပေါ့နော် Central ကစားသမားလက်ရှိဈေးကွက်တန်ကြီးရာယူရိုတန်60ရှိတဲ့ကစားမပါအက်ဒလန်တာနဲ့ကလည်းအဲ့လောက်တော့ခက်ဝေးဝေးမှာတော့မရှိဘူးဗျစာချုပ်ချုပ်ထားတာကသူတို့2029ခုနှစ်ဇွန်လ30ဆိုတက်တန်းကကုန်ပါ ော်တက်လန်းကကုံမှာဆိုတော့ဘယ်လိုပြောမလဲအချီနီကောင်းရင်ကြီးကောင်းလို့ရှိရင်အက်ဒတနာရဲ့ဘက်ကလည်းလက်လွတ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ယူနိုက်တက်နဲ့အက်ဒတနာဂျားတွေမှာဆိုလို့ရှိရင်လည်းဒါရက်စမတ်တို့နော်အာမက်ဒီယာလူတို့ရဲ့အပြောင်းရွှေ့တွေနဲ့တင်ကိုဒါဘယ်လိုပြောမလဲအချီနီကောင်းတယ်လို့ကျွန်တော်ပြောရမယ်ဆက်ဆံရင်ကောင်းရှိတယ်ဘယ်တော့နှစ်တင်ဂျားတွေမှာဆိုတော့ဟိုသူ့အနေနဲ့ဒါအီတလီစီးရီးမှာပဲအချိန်များသူကုန်ခဲ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဘရာဇီးလိဂ်ကြီးမှာကစားရင်းနေပေါ့နော်ဒါတီတီရောက်လာတာဆိုတော့ယူနိုက်တက်ရဲ့ဘက်ကအမှန်ကန်ခေါ်မလားပေါ့ဗျာဒီယာဒီမှာတော့ ီကစားမဖြစ်သူကဘယ်လိုပြောမလဲဒီ CDA ပွဲစဉ်32ပွဲတိသူကစားထားတယ်ဒီရသည်မှာလေကိုသွင်းထားတယ်နှစ်ကိုဖန်တီးထားတယ်ဗောနော်ဒါချန်ပီယံစ်လိမှာလည်းသူ6ပွဲတိကစားထားတယ်စူပါကပ်တပွဲတို့เนาะပြီးလို့ရှိရင်ကိုပါအီတလီယာတို့အီတလီကပ်တို့တွေပါသူကစားဘူးတွေဗောလေဆိုတော့ဘာပဲပြောအက်တနာရဲ့ဒါအရေးကြီးကွင်းလေကစားမှာဗောနော်အက်တနာရဲ့ဒါအမြဲတမ်းပွဲထုတ်ခွင့်ရနေတဲ့ကစားမှာပြီးခဲ့တဲ့ရာသီကလည်းသူ36ပွဲတိကစားထားရတယ်69သွင်းပြီးတကိုဖန်တီးထားတယ်ဗောဒါ CDA မှာ เนาะဆိုတော့ Champions League ဆိုလို့ရှင်လည်းပဲအဲ့လိုပဲသူတို့သူအဓိကအမြဲတမ်းနေရာနေသူပါရတယ်ဆိုတော့အတင်းက Ericsson ကိုလက်လွတ်ဖို့ရှိတဲ့အချိန် Casemiro ကိုလက်လွတ်ဖို့ရှိတဲ့အချိန်မှာ ပြန်ပြီးတော့အစားထိုးရမယ့်ကစားမကောကျွန်တော်လူတွေပြထားပါတော့ Ericsson ကကျွန်တော်မရတော့ဘူးပေါ့နော် Ericsson ကိုယ်တိုင်လည်းသိတယ်အတင်းတောင်းရှိသူတွေလည်းသိတယ်ဒါလက်လွတ်ချိန်တန်ပြီဆိုတာဆိုတော့ဟို Casemiro ကတော့ဟိုလူဝယ်လို့မရဘူးဆိုရင်တော့ဆက်မြန်ထားဦးမလားပေါ့သိလားဟိုအခုကလည်း Amorin ကိုယ်တိုင်ကလည်း ကက်စမဲတို့ကိုသူတုံးဖို့အတွက်အဖြေဘလို့တုံးရမလဲဆိုတာအဖြေရှာတွေ့ပြီးဘာညာနေပြောထားတာကိုဒါအပြင်ကက်စမဲတို့ကိုကျွန်တော်ကြည့်တော့လေနောက်ပိုင်းပွဲစဉ်တွေမှာအချင်းကြီးကတော်တော်ကိုဟန်းနေတာဒါပေမဲ့လို့ကျွန်တော်နေတဲ့အများကြီးပူကောင်းတဲ့ကစားမတွေကိုကျွန်တော်ကြည့်တင်နေပါတော့ကက်စမဲတို့ကဒီ defensive midfielder ကကျွန်တော်ပြောတာအဲ့လောက်ကြီးကြီးအဖြတ်ပိုင်းဒီမှာကအာကူရတော့တယ်မှာမပါဘူးဗျအသက်ရွယ်ရလာတာရောပြီးရှင်ကစားမအတွက်ကုန်ကြစိတ်ကတအားများတယ်တပတ်ကို3သိန်းခွဲလောက်ပေးရတယ်အရီစင်က2သိန်းလောက်ပေးရတယ်ဆိုတော့ ဒီနှစ်ယောက်ပေါင်းလားစာကိုရှော့ချနိုင်ပြီဆိုလို့ရှင်ကိုပဲတပတ်ကိုကျွန်တော်တို့ဒါ9သိန်းခွဲလောက်တိကျွန်တော်တို့ဒါရှော့ချနိုင်မယ်ဆိုတော့ကျွန်တော်မစိုးဘူးပြသေးလားเนาะဆိုတော့ဒါကြောင့်ဒီကစားမနှစ်ယောက်ကိုကျွန်တော်တို့ကလက်လွတ်မယ်ဆိုလို့ရှင်အတင်းရဲ့ကွင်းလင်မှာဒရောင်မီအားကိုးလို့ရတာဆိုလို့ Fernandez နဲ့ကျွန်တော်တို့ဒီ Ugarte ပဲရှိတော့တာ Fernandez ကအသက်30ကျွန်တော်တို့ဖြစ်နေပြီเนาะပြီးလို့ရှင် Ugarte ကလည်းပုံမှန်ခြေသွန်းကရတာမဟုတ်ဘူးเนาะကောင်းလိုက်မကောင်းလိုက်တိကျွန်တော်ဖြစ်နေတာဆိုတော့တေးကြတယ်အတင်းဘက်ကဟိုကွင်းလင်ကစားမကတော့မဖြစ်မနေကျွန်တော်ထပ်ပြီးတော့အားဖြစ်ရမှာ ီနေရာမှာအိုက်ဒန်နာရဲ့ဣဒယ်ဆန်ကတော့တရင်အများဆုံးထွက်တာပေါ့လေဂျန်နက်ဆာမာရီနဲ့ပတ်သက်ပြီးတော့အဲ့လောက်ထိတရင်မထွက်ဘူးဆိုတော့ထီထီရရောက်ကျွန်တော်တို့သာအပြောင်းရွှေ့ဒီမှာရအောင်လှုပ်ဆောင်လာမလားတော့ကျွန်တော်ကြည့်ရမှာပဲဆိုတော့ညီကတို့နေရာအသင်းရဲ့ကွင်းလေအားဖြည့်ဖို့အတွက်ဆိုရင်လက်ရှိဈေးကွက်ထဲမှာဘေကဆာမာကပို့ပြီးတော့တင့်တော်မယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအားလုံးကိုကြည်ညိုများကြပါနဲ့